ဟယ်လိုအပြင်သွားပြီးပြန်လာတော့ကျမကဘာတောက်ချင်တာလဲဆိုတော့ဟိုပါလေပြီးဆုံးစားချင်လို့ပြီလားပြီးဆုံးစားချင်တော့လေဟိုပြီးဆုံးစားချင်ဝယ်လာတာပေါ့နော်ပြီးဆုံးစားချင်တော့ပြီးဆုံးဟိုဟိုမဖြစ်ချင်ပြီးဆုံးဟိုမဖြစ်ချင်တော့ဝယ်လာတယ်ကိုယ် fresh food တွေရတယ်ဇင်းနေဦးလေနော် fresh food တွေမနေဦးဆိုတော့အလုံးမောင်ကကော်ဖီလေးပါလေးပုံမှန်လေးပါလေးဝယ်လာတော့6ခဲကျော်တယ် တောက်ဆဲကြော်လေဒါကိုလေးလေးတို့ဒီမှာနေလို့ဟိုမိသားစုတွေနဲ့ဆိုဘယ်များလဲမသိဘူးနော်အဲ့တော့ခါကြတော့ခါသောမချင်းနဲ့တွန်းတန်းငီမိုးစင်မှာဆနာပြန်လာတော့လမ်းမောလမ်းမထွေးနေတဲ့ချင်းလေးနှထောင်လာတော့သူချင်းလေးကပါးစပ်ကမှဝင်နေတယ်ဒါတော့ ဖရင်စည်းရတဲ့ခါကျရင်တိမ်အလုံးကြီးကြီးတည်ရတော့မတည်ချင်ဆိုတော့အဲ့ချမ်းလေးဝယ်လာ3ချက် strawberry ဒီက4ချက်95ဒီမှာလေ95 cent ဘာညာဘာညာဒါဒိန်ကြီးလေးထည့်စားမယ်နောက်ပြီးတော့ grapes ဒီရခါကျတော့ tandy tandy ကသူကဘယ်လောက်ပေးရလဲဆို9ချက်95ဘာလုံးဒါလေးရကျတော့ဖဲဒါဟိုဟာမို့လို့ဟိုဟာမို့လို့ချိုင်းနာမို့လို့ဈေးတော်တာ ဒါကကြတော့နွမ်းလို့ပါရှင့်အဲ့ဒါပြီးရင်တော့ကျမအခုပါဓာတ်စာကျန်နေလေဆိုတော့ကမ်ပုံစုပ်လေးကိုဓာတ်စာကျန်တာကမ်ပုံစုပ်လေးလို့တောက်မယ်အဲ့တော့အခုကကြတော့ဗာတောက်ချင်တာလေဆိုတော့အတိတောက်ချင်တာလေအတိတောက်ချင်တာဆိုတော့ခလလလေးရမရှိခလလလေးရမရှိဘူးတထရပြီးတော့အတိလေးကိုခတ်လို့ရှိရင်တပစ်စတိလေးကိုဖြတ်ရတယ်ဒီလားတိတိတိလေးကိုဖြတ်တဲ့ခါကျတော့ရှင်းစရာမလိုဘူးပေါ့ရှင်းစရာ ုကတော့ကျမဒီမှာသူကတရေသီးကလည်းချက်ချက်ထားတရေသီးကလည်းဟိုအလုပ်ထားပြီးသားပဲဆိုတော့ကျမကတရေသီးကိုတစ်ခါလေးလုပ်ထားမယ်ခဏခဏမလုပ်နိုင်ခဏခဏမလုပ်နိုင်ဆိုတော့တစ်ခါလေးလုပ်ပြီးတော့မှခဲရင်လေးခဲထားလိုက်ပါတော့ကိုဟောက်ကူစားတာပဲဟာသူများစားတာမဟုတ်ဘူး อืมประมาณอีซี่ดีได้ยะดิโอ้ยมาจ้องจูเลยเราไม่ได้อืมโอ้อัจฉิยังปิ๊กๆยอกๆจีได้ทีเราไม่ฉิดต่อวะเนาะ တရော်လေးချွေးနေကလေးပဲသူစကားများချိုးလို့နေဤကလေးဆဲလေးခလိုက်ကလေးပဲကိုမင်းကိုစိတ်ချနိုင်လို့သူ့အိမ်လေးရှင်လေးရံကောင်းတော့ဒါဖရဲတိဖြစ်ပါရဲ့ရှင့်ဖရဲတိပြီးတော့လို့ရှင်ကျွန်တော်ကပါထက်နေဆိုတော့ ဟန်ဒီပြောင်းစံခွဲလေးပြလေးရင်းပြောင်းလာလို့တည်းငယ်လမ်းမီထိုင်နေလေတော့လူတလောက်ပဲဆက်လိုက်မယ်ဆိုတော့ strawberry ရတော့ဖယဲသီးရယ်ဖယဲသီးရယ်တင်မိုးသီးရယ်သတိထားရတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဖယဲသီးရယ်တင်မိုးသီးရယ်သူတို့ပြတ်သွားတတ်တဲ့သဘောတရားလေးကြီးရှိတယ်သဘောတရားကတော့ရှိပါတယ်သဘောတရားကတော့ သူကတော်ရဲဆိုတော့သူ့ကိုသူကလည်းဒီလိုစားလို့ရတယ်ထားခံထားခံလို့ဆိုတော့သူ့ကိုနည်းနည်းပဲလုပ်မယ်တက်လေးရလာတော့ကျမကြီးနေနေတာလေးကိုတွေးပြီးစားအရှင်ငငယ်တော့လည်းမဟုတ်တော့ဘူးနော်ကိုဒီခဏကိုရောက်ကိုလုံးလုံးနိုင်တော့ရင် ဒီဟာလေးလည်းကောင်းတယ်ဒါပေမဲ့ तू ကဘာစုပ်လဲဆိုတော့အချူကြီးစုပ်တတ်တယ်အဲ့တော့နည်းနည်းလေးတော့နော်အဲ့လိုမျိုးလေးဖြတ်ပြီးတော့လေမမဟုတ်စားသွားရင်လေအရင်သဘောကျတာမပြတ်သွားရင်လေဘာမှလည်းမဟုတ်ကတိုးတက်လာတာနဲ့အမြတ် ပစ္စည်းကရိယာတွေဟာအကုန်လုံးကတော့တိုးတက်လာတယ်။ဒါပေမဲ့တိုးတက်တဲ့အထဲမှာလည်းသူကဆုပ်ယုပ်မှုရှိရပေါ့နော်။ငငယ်တော့လူတွေဆိုလို့ရှိရင်သူတို့တွေယောဂတွေခင်းကြတယ်။အခုလူတွေများတော့ယောဂလေးတွေထူထူကြတယ်။ဆိုတော့ခါကြတော့ကျမကဒီ pair လေးကို အဲ့ဒါတွေကလည်းအဆင်မပြေဘူးအဲ့ဒါကြောင့်ဒါပေမဲ့ဒါလေးကြောင့်နည်းနည်းပြန်ပန်းတော့ဘောနော်ဟုတ်ပြန်ပန်းတော့ခံရတော့ ကိုပင်မတော့ခံရတော့ပါစတော်ဘယ်လိုလဲကိုထပ်ပြီးတော့ဖြတ်ချတော့ပါလို့လဲဆိုတော့ခါကြတော့ကျွန်တော်တို့တခါတော့ပြောပြီးတော့ဗောနော်ဒီ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 ရဲ့ဟို process food တွေမှာတို့က ဟိုအရင်ပါတဲ့အတွက်ကြောင့်ပေါ့နော်ခန္ဓာကိုယ်ကိုဟိုစိုးကျိုးတွေဖြစ်စီတာပေါ့နော် process food တွေအဲ့ဒါကြောင့်များသောအားဖြင့်တက်လာရင် process food တွေမသုံးပါနဲ့လို့ရှောင်လို့တော့မရဘူးပေါ့ရှောင်လို့ရတယ်ဆိုရင်ရှောင်ရှောင်လို့မရဘူးဆိုတော့လည်းတက်နိုင်ဒီ less လို့ပြောတာပဲဒါပေမဲ့အစီလေးလေးတော့နည်းနည်းတွင်ချင် လေးပြန်လေးရမင်းပြုံးအောင်မယုံတည်နေလာမင်းထွေးဤများတဲ့ grapes grapes ဒီလိုရှင်ဘာကြံလဲဆိုတော့ apple apple ဒီဟာလေးရလေးပါလေ and villa ပါလားမသိဘူးအဲ့ဒါစီကြီးအတန်းစားလို့ကောင်းတယ် တခါတလေပဲပေါ့နော်တခါတလေပဲတခါဟာရှော့ပေါ့ဥပမာဆိုလို့ရှိရင်ဟိုကအစားကောင်းတောက်ကောင်းစားမယ်ဟိဆိုလို့ရှိရင်ဥပမာတခါဟာရှော့ဟိုပန်းသီးလေးတွေကတော့ခွာပြီးလို့ရှိရင်ကျမတို့ဟိုစားနေစိန်ထားရပေါ့နော်အာဥပမာဆိုရင်အစားကိုအလိုကောင်းကောင်းလေးစားချင်နေဟိဆိုလို့ရှိရင်ကျမဟိုမင်းကလေးတွေကအရန်ပတ်စံကုန်နေပြီလားအာရေချိုးလို့ရှင်လေတခါရဲအမအမွေးပေါင်းပုံစံနဲ့ကျမအကူတယောက်ပြောသလိုပဲ တို့ယောက်ျားလေးတွေတခါတည်းသပတ်တစ်ထည်ပဲတကူလုံးတုပ်မိန်းကလေးတွေကတော့အပေါ်တစ်မျိုးတုပ်အောက်တစ်မျိုးတုပ်အဲ့လိုမျိုးစားပေါ့နော်ဆိုတော့မိန်းကလေးတွေကရေချိုးရင်အာအဲ့ဒီမှာဟိုဘူးဘူးကောင်ကောင်း6000ပေါ့နော်ဟိုဟာလာဒီဟာလာအဲ့ဒါမျိုးစားရရှိတယ်ဘာတကမျက်နာကြတော့လေစကင်းခဲလာပါလားညာလားအဲ့မျိုးစားလေးဟောတခါအဝတ်စားတခါဖနက်ဆိုတဲ့အခါကျတော့ကိုယ်ပါဆိုရင်ကျမဆိုရင်ဒါအဲငါဒီအစားအသောက်ကိုငါကောင်းကောင်းစားမယ်ဆိုလို့ရှိရင် တခြားဟာကိုကျမလျှော့လိုက်တယ်ပေါ့နော်အစားတော့ဘာဖြစ်ဆိုကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဝင်အရာပဋိထားပါခန္ဓာကိုယ်ဟဲကိုဝင်သွားတဲ့အရာပေါ့နော်သူကဒုက္ခပေးနိုင်တယ်လေအဲ့ကျမအနေနဲ့ကတော့ကျမဒါလေးကိုလျှော့တယ်ပေါ့နော်အပြင်အချက်တခြားဟာလေးနည်းနည်းလျှော့တယ်ကျမမလို့ဆိုတာတိတ်မဆုံးကို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 တိတ်မဆုံးတဲ့ဟာလေးကိုလျှော့ပါနော်ရှော့လို့ရတဲ့ဟာလျှော့ပြီးအဲ့မှာအစားကြတော့နည်းနည်းကောင်းတာလေးပြန်စား

အဲ့ဒါတော့ဟိုကလေးမြန်ပေါ့လေသူများတွေမြန်အောင်ကျွန်မဟိုကလေးပြရအောင်အမှန်မှန်တကယ်ဆိုရင်ဒီခွက်နဲ့သုံးချင်တာပေါ့နော်ဒါကြည်အောင်လေးမှမြင်ရမယ်ဆိုတော့ကျွန်မကြည်အောင်လေးနဲ့အရင်ပြမယ်ဒီလိုလုပ်တယ်လေဒီကဒင်းချင်းလေးနဲ့ထည့်မယ်ဆိုတော့ချက်ချက်ချာတန်းသိရှိပါဘူး ဖရဲဒီ watermelon နောက်ပြီးတော့ her 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 ဟိုစားအာ her ဘတ်တော်ဒီပန်းတက်တော်ပြီးပါလို့ရှင် strawberry ပြီးပါလို့ရှင် grapes grapes ထည့်မယ်ပြီးပါလို့ရှင်ဝါပြီးပါလို့ရှင် apple 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 ကျွန်မကဒီမှာ apple ထည့်မယ်နော် apple ထည့်ပြီးသွားလို့ရှိရင်မထည့်မလဲဆိုတော့ yogurt လေးထည့်လိုက်ပါမယ်ယူကနဆွန်ထဲဘုံစွန်ထဲယူကဘုံစွန်ထဲတေယောလေးချွေးဘလိုပဲကျမဘာပဲချက်ချက်တော့နည်းနည်းလေးတော့ထားနေနေထဲဘာဆိုစားရအငယ်ရတာလေ လို့ချင်လို့စားလေးလေးနဲ့ဖြစ်ပါမယ်စားရဲ့အရာလေးနဲ့အမလေးညာပါတကယ်လေးချွေးနေတယ်လို့ပဲသူကတည်းကပြောလို့ရှိရင်ဘာလို့ထက်လဲစနော်အချိုးလို့ချင်တော့ဘွားဘွားလေးထက်ပါနော်ဒါလေဝါး အချို့လူကျွန်တော်ဟိုကလေးထည့်ပေးပါလို့ကြားလို့ပါလို့ပေါ့နော်ဆီရပ်လို့ပါလို့ထည့်ပေးကျမတော့မထည့်တော့ဘူးဒါလေးဥပြီးကြောက်ကြောက်ကြောက်နဲ့ထောက်လိုက်ခွက်ကပြည့်သွားပြီပေါ့နော်အဲ့ကျွန်တော်ပြောလာဟွန်း good လာကြည်လောင်လေးနေရအောင်လားကျမပြအဲရောက်တော့ဟာမကား 嗯，多烤肉么三个，没人说了就嘛，strawberry syrup 为啷么了？strawberry syrup 个，咱们来多来点啦。Too much knowledge 都冇好过，not too much knowledge 都冇好。呵呵，就是 strawberry syrup 都 Hershey syrup 都熟了，人家这些啊，这 Hershey 这真的好的，阿家没有冇违背的呢。 mà sát Ê, à. này, đây ăn con này trên trường đi đường nhầm chạy này mình chạy. này.